ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဆရာတော်ပေါ့နော်ဟုတ်ပြီဘုနန္ဒဝန်သားတဲ့တတ်တော်က29နှစ်9ဝါဘုနန္ဒဝန်သား29နှစ်ငယ်ပြီပဲ9ဝါဟုတ်ကဲ့စာချဆရာတော်တဲ့မလိုင်ရပါဘယ်မှာလဲစာချဆရာတော်ဘယ်မြို့ ਆ လဲမလိုင်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 ဆိုတော့မိထီလာမလိုင်မလိုင်ဆိုတာမန္တလေးတိုင်းပညာဒေသပဲပေါ့ဟုတ်ကဲ့ဆရာ လိုက်ဘယ်ဘယ်ချမ်းကတဲ့တခါတလေပူပါတယ်တဲ့တခါတလေတဲ့ဘလို့ဖြစ်မှန်းမသိဘူးတဲ့ဆက်အိုးကလည်းတဲ့တခါတလေသွေးကြပါတယ်တဲ့ကွန်စားပါတယ်တဲ့တခါတလေကော်ဖီတောက်ပါတယ်တဲ့ပြောင်းဘလို့လုပ်ရမလဲကွန်လဲစားတယ်နော်ဟုတ်ကဲ့ပါဆရာကွန်စားတယ်ကွန်စားတယ်ကော်ဖီကတော့အပြည့်မပြောင်းကော်ဖီတောက်တာတောက်ပါဟုတ်ကဲ့ကွန်စားတာကိုရက်နိုင်ရက်ပလိုက်တာအကျိုးရှိပါတယ်ဟုတ်ကဲ့ပါဆရာကြီးနော်ဟုတ်ကဲ့နောက်ဒီသွေးကြတယ်ဆိုတာကတော့ အဖြစ်နိုင်ဆုံးပေါ့နော်ဟုတ်ကဲ့ဆရာကြီးဒါအမျိုးသားဒီမှာအတွင်းလိတ်ကောင်းပေါ့ဟုတ်ကဲ့ပါဆရာကြီးအတွင်းလိတ်ကောင်းရှိလို့ကြာတာပါဟုတ်ကဲ့ပါအဲ့ဒါလေးကအဆက်တာလျှော့လိုက်ပါဟုတ်ကဲ့ပါဆရာကြီးငရုတ်သီးမှန်သမျှကိုတလာခွဲနှစ်လလောက်လုံးဝမစားလုံးဝနော်ကိုလာစွန့်ကတ်တဲ့သူပဲဖြစ်ကိုယ်လည်းစွန့်ခတာပဲဖြစ်ဖြစ်စွန့်မွေးမှာပါလာခြင်းအဆက်မှန်သမျှကိုအတက်နိုင်ဆုံးဖယ်ရှားပြီးတော့အချင်းနဲ့အခါကိုဖုံးပေးပါ လျှောက်ခဲ့ပါဆရာအဲဒီယောဂဆေးတောက်ထားလောက်ကိုအကျိုးရှိပြီးပျောက်ကင်းသက်သာမှာပါလို့လျှောက်ထားပါတယ်ဟုတ်ကဲ့ပါဆရာကြီးဘိုက်ထဲပူတာဆရာကြီးဘယ်ဘက်ချမ်းနဲ့ဘယ်ဘက်ချမ်းပူတာတော့ဘယ်ဘက်ချမ်းမှာအထူးသဖြင့်ဟုတ်လူရဲ့အပေါ်ဘိုက်မှာဆိုရင်ဘယ်ဘက်မှာနှလုံးအိမ်ရှိနှလုံးအိမ်ရှိရဟုတ်ကဲ့ဆရာကြီးညာဘက်မှာအသေးရှိတယ်ဟုတ်ကဲ့ဆရာကြီးအောက်ဘက်မှာဆိုတော့ဘယ်ဘက်မှာကအစာဟောင်းအိမ်ရှိတယ်ဟုတ်ကဲ့ဆရာကြီး ဝင်းချုပ်ရင်တော့လကောင်းဟုတ်ဟုတ်ကဲ့စမြင်ခိုင်ရင်တော့လကောင်းဟုတ်ကဲ့ဝင်းသွားတယ်ဝင်းရကြံကြံနေတယ်ဟုတ်ကဲ့ပါဆရာကြီးကိုအမသွားဘူးဟုတ်ကဲ့ပါဆရာကြီးသူကြဝင်းသွားတာကိုအမှတ်တမဲ့နေတယ်တကယ်တော့ဝင်းကိုအောင်ဆင်အောင်တနေ့တာသွားလိုက်ရင်တနေ့ရက်နေကောင်းတယ်ကျမကြီးလည်းကောင်းတယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒီအတွက်လွယ်လင်းတကူလင်းနဲ့အကောင်းဆုံးနောက်ဆရာကိုယ်တိုင်လည်းကျင့်တာမဟုတ်လို့ပါဟုတ်ကဲ့ပါဆရာကြီးမိုးလင်းရင်ဆရာအိယာထားလိုက်တာနဲ့ အစင်းစင်းတောက်ဖို့ညရဲကိုကရေတံမှုတစ်ခုရှေ့မှာတင်ထားတယ်ဟုတ်ကဲ့ပါဆရာကြီးကိုရှေ့မှာအခုဒီမှာဆိုဆရာနှစ်ဘူးရှိတယ်နော်ဟုတ်ကဲ့ဆရာကြီးဒီနားမှာဒါပန်းအုပ်ဖယ်လဲဒီနားမှာရေတံမှုထားတာဟုတ်ကဲ့ဆရာကြီးဟိုချေးမှာဆိုချေးမိတဲ့နေမှာနှစ်ဘူးအဲ့ဒါနိုးတာနဲ့ဆရာဟုတ်ကဲ့ပါဆရာရေတဘူးကတော့လေဟုတ်ကဲ့ဘာမှမပြောနိုးတာနဲ့အကြိုက်ကြိုက်ကြိုက်နဲ့တောက်ချလိုက်တယ်ဟုတ်ကဲ့ပါဆရာကြီးအဲတောက်လိုက်တော့ဘာဖြစ်လာလဲဆိုတော့စီးနဲ့ဝင်းနဲ့သွားခြင်းစိတ်က လူလူတခါတက်တော့တက်တာလေးပေါ်လာတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့တပုလက်ထက်ကင်ထားတယ်ဟုတ်ကဲ့ပါဆရာလမ်းလျှောက်တယ်ဟုတ်ကဲ့ပါဆရာဝူးဝေးမသွားတော့ဘူးဟုတ်ကဲ့ပါကိုတွိုက်လဲနဲ့နေတဲ့နေရာမှာသွားပြီးတော့အဲ့လိုတွက်တိုက်ရချက်ပါသွားချင်းမီဟိဆွေလို့ထိုင်တယ်ထိုင်လိုက်တာတည်းသူကရှိသမျှအညစ်ကြီးရတခါလဲတွန့်ထုတ်လိုက်သလိုဟုတ်ကဲ့ပါဆရာအဲ့လေတန်နေပါလိမ့်တော့ကိုထွက်သွားဟုတ်ကဲ့ပါဆရာအဲ့ထွက်သွားတာနေကိုလူစိတ်ကဘယ်လိုဖြစ်သွားဆိုတော့နေရတာရပေါ်ပါသွားလိုက်တာပေါ့ ုတ်ကဲ့ပါဆရာငားမှရှိတဲ့အညစ်ကြီးတော့တန့်စင်သွားပြီပေါ့စိတ်ကလည်းပေါ်ပါသွားတယ်ဟုတ်ကဲ့တကယ်လည်းပေါ်တာပါဟုတ်ကဲ့ပါဆရာပြီးတော့မှလမ်းလေးပဲရှောက်လိုက်ပြီဆိုရင်အဲ့လိုအညစ်ကြီးစင်သွားတဲ့ခါကျတော့လေရလေလာတယ်ဗျအဲ့ဒါကျတော့ဒီနားလေလာပြီဆိုရင်လူကအလူလူဘာကြောင့်လဲစိတ်ကပျော်တယ်ဟုတ်ကဲ့ပါဆရာလေရအမဲအတန်ဒီဘက်တော့ကိုလေလာပြီဆိုရင်ပျော်တယ်ဒီလားဟုတ်ကဲ့ဘာပြောဆိုရင်စားလို့တော့မိန်တော့ပါကွာဟုတ်ကဲ့စားလို့တော့ကောင်းပါကွာ ဟင်းကောင်းကောင်းမကောင်းကောင်းကောင်းမယ်ပဲဟုတ်ကဲ့စိတ်ကလေဟုတ်ကဲ့ပါဆရာအဲ့လိုပေါ်တယ်သမီးဟုတ်ကဲ့ပါဆရာဒါကြောင့်စကားပုံရှိရမလားဟုတ်ကဲ့ပါလေးမစုံရင်ငွေကုန်တဲ့ငွေကုန်တဲ့ဟုတ်ကဲ့ကြားဘူးလားမသိဘူးကြားဘူးပါလေဆရာတော့လေးစုံနေရပါမယ်ဟုတ်ကဲ့ပါစုံနေဆိုတာနှစ်မျိုးရှိတယ်နော်လေးမျိုး၈၀အကုန်စုံလာတဲ့တစ်မျိုးနောက်တစ်ခွက်လေးရအပေါ်ကိုဆန်တဲ့လေးကြတော့မကောင်းဘူးဟုတ်ကဲ့ဆရာအောက်ကိုစုံဆင်းတဲ့လေးကြတော့ကောင်းတယ်ဟုတ်ကဲ့ပါဆရာဆန်လေးဆိုတာချို့ဆိုတွေ့ဘူးလားမသိဘူးစကားပြင်း ကေကေနဲ့ဂျိုးထိုးတယ်နော်ဂျိုးထိုးတယ်ဟုတ်ကဲ့ဒါမနဲ့အိပ်ရထားတယ်ဟာချို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 ဆိုတော့ဆရာနဲ့မလက်မကပ်အိမ်တရားဆိုရင်လေညီမနဲ့များနှာချီဟာချိုချီတာကြည့်လေဆရာတင်ဆရာခမန့်ကြည့်သလားအဲ့ဒါရမရရှူရှူတော့ပြထွက်ကုန်မလားလို့အောင်မရတော့တယ်ဟုတ်ကဲ့ပါဆရာကြီးစက်တဲ့စက်တဲ့ဟာချိုဟာချိုနဲ့အဲ့လိုအထက်ကိုဆန်တာဟာကျမ်းမာရေးရမကောင်းဘူးနော်ခေါင်းခဲမယ် သပင်ကျွတ်မယ်ဟာသွေးတူးမယ်မျက်စိမှုံမျက်စိမှုံမယ်သပင်စောစောဖြူမယ်အဲ့တော့ပြောလို့ဒါကအထက်ဆန္ဒနဲ့အောက်ကိုစုံတာဘယ်ဟာကကျမ်းပါလဲအောက်ကိုစုံတာကျမ်းပါအောက်ကိုစုံစင်းတာကျမ်းပါလေဟုတ်ကဲ့ပါအထက်ကိုဆန္ဒပန်သမယမကောင်းပါဘူးဟုတ်ကဲ့ပါဆရာအဲ့ဒါကိုခွေးသီးဘူးကအထက်ကိုဘာဖြစ်လို့ဆန္ဒလဲအဲ့ဒါသိရမယ်ဟုတ်ကဲ့ပါဆရာအကျော်နဲ့အဆက်တည်းပဲ ဟုတ်ကဲ့ပါအောက်ကိုစုံညင်ဘယ်လိုစားမလဲချင်းခါချင်းခါအေးစားပါဟုတ်ကဲ့ပါဆရာကြီးဒါလေးကတချို့ဆိုအလွတ်တော်ရလောက်မယ်လို့ထင်တယ်ဟုတ်ကဲ့ပါဆရာကြီးဒါပေမဲ့ဆရာတို့ကလည်းမေးတဲ့သူတွေကလည်းပဲဒီတကားတည်တူမေးပေမဲ့သူတို့ကြီးထပ်ထပ်မေးတော့နောက်တရနောက်သူမေးတာပဲထပ်ပြောလို့မလက်ပါဘူးဆိုပြီးတော့စူးစမ်းပြောနေတာပဲဟုတ်ကဲ့ပါဆရာကြီးမပြောလို့လည်းအကျိုးလေးရှိပါတယ်ဒါအချုပ်ပဲเนาะဆရာကြီးအဲတကယ်ကျမ်းမာရေးအတွက်ကတော့ တကယ်အချုပ်ပါပဲသမီးဟုတ်ကဲ့ပါဆရာရင်အဲအဲ့ဒီကနေပြီးတော့ပြန်ပြီးတော့လာကြတဲ့ကျေးဇူးတင်စကားလေးကြားရတော့လည်းပဲဆရာတော်အမောပြေပါတယ်သမီးဟုတ်ကဲ့ပါဆရာရင်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင့်အားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစီဗျာ